ာမီနီကိုဖြုတ်ချဖို့အီရန်ရဲ့ထိပ်သီးပိုင်းတွေလျှို့ဝှက်စီစဉ်နေပြီအခုနောက်ဆုံးထွက်ပေါ်လာတဲ့သတင်းတွေအရအီရန်ဟာနိုင်ငံရေးအရရှုပ်ထွေးတဲ့အခြေအနေနဲ့ရင်ဆိုင်နေရပါတယ်အမြင့်ဆုံးကောင်းဆောင်ကာမီနီကအမေရိကန်ရဲ့တိုက်ခိုက်မှုဟာအောင်မြင်မှုမရှိဘူးလို့ပြောဆိုခဲ့ပေမဲ့နိုင်ငံသားရေးဝန်ကြီးရဲ့ဝန်ခံချက်ကတော့လုံးဝဆန့်ကျင်ဘက်ဖြစ်နေပါတယ်ဒါပေမဲ့အဲ့ဒီကြေညာချက်ထွက်ပေါ်လာပြီးနိုင်ငံအနေငယ်ကြမှာပဲအီရန်နိုင်ငံသားရေးဝန်ကြီးကအီရန်အစိုးရရုပ်သံမှာ အီရန်နျူကလ িয়ার စခန်းတွေဟာဆိုးဆိုးရွားရွားပျက်စီးခဲ့တယ်လို့လူသိရှင်ကြားပြောကြားခဲ့ပါတယ်။ဒါဆိုရင်ဒီဗီဒီယိုမှာဘာတွေဆက်ဖြစ်နေလဲ။ဘာကြောင့်အီရန်မှာသဘောထားကွဲလွဲမှုတွေဖြစ်နေတာလဲ။ဗီဒူးလေရင်တွေကအီရန်နျူကလ িয়ার စခန်းတွေကိုဘလောက်အထိထိခိုက်ပျက်စီးအောင်လုပ်နိုင်ခဲ့လဲဆိုတာကိုသူ့ရဲ့နောက်ဆုံးထွက်ရှိလာတဲ့ကြေညာချက်နဲ့စပြီးလေ့လာကြည့်ရအောင်ပါ။အီရန်ရဲ့ကောင်းဆောင်ကြီးကမိန်ကွန်းတစ်ခုပြောကြားခဲ့ပြီးအဲ့ဒီမိန်ကွန်းထဲမှာ သူဟာစစ်ရေးလှုပ်ရှားမှုတွေကိုနိုင်ငံရေးအရအသုံးချခဲ့ပါတယ်။ ပထမဦးစွာသူကအစ္စရေးရဲ့နျူကလ িয়ার စကန် တိုက်ခိုက်မှုပေါ်အမေရိကန်ရဲ့တုံ့ပြန်မှုကိုလှောင်ပြောင်ပြောဆိုခဲ့ပါတယ်။သူတို့ကကျွန်တော်တို့ရဲ့နျူကလ িয়ার စကန်တွေကိုတိုက်ခဲ့တယ်လို့ပြောရင်အမေရိကန်သမ္မတရဲ့ပြောဆိုမှုတွေကိုလည်းအလွန်အမင်းချက်ကားပြောဆိုခဲ့တယ်လို့ဝေဖန်ခဲ့ပြီးသမ္မတဟာဒီလိုချက်ကားပြောဆိုမှုတွေလိုအပ်နေတာထင်ရှားတယ်လို့လည်းမှတ်ချက်ပြုခဲ့ပါတယ်။ဒါ့အပြင်သူကအီရန်ရဲ့တိုက်ခိုက်မှုကိုကြီးမားတဲ့အောင်ပွဲဖြစ်ပုံဖော်ခဲ့ပါတယ်။ ။အစ္စလာမ်မစ်သမ္မတနိုင်ငံကအမေရိကန်ရဲ့ဒေတာရင်းအဓိကစခန်းတစ်ခုဖြစ်တဲ့ Eludite Leaders Camp ကိုတိုက်ခိုက်ခြင်းအဖြစ်အမေရိကန်ရဲ့မျက်နှာကိုပြင်းပြင်းထန်ထန်နရင်ရိုက်ပစ်ခဲ့ပြီးထိခိုက်မှုတွေလည်းဖြစ်ပေါ်စေခဲ့တယ်လို့ကြွေးကြော်ခဲ့ပါတယ်။ဒီခြေဆိုင်စခန်းဟာကာတာမှာရှိတဲ့အမေရိကန်ရဲ့အကြီးဆုံးစခန်းတစ်ခုဖြစ်ပြီးဒီလိုတိုက်ခိုက်နိုင်တာဟာအီရန်ရဲ့စစ်ရင်အားကိုပြသလိုက်တာဖြစ်ကြောင်းအလေးထားပြောဆိုခဲ့တာပါ။ဒါ့အပြင်အီရန်ဟာအစ္စရေးနဲ့၁၂ရက်ကြာစစ်ပွဲကိုအောင်ပွဲခံနိုင်ခဲ့တယ်လို့လည်းပုံဖော်ခဲ့ပြီး အကယ်၍အမေရိကန်ကဝင်ရောက်မပါဝင်ခဲ့ဘူးဆိုရင်အစ္စရေးဟာလုံးဝပျက်စီးသွားလိမ့်မယ်လို့ပြောဆိုကာအမေရိကန်ကိုတွယ်ဝိုက်ပြီးအရှက်ရအောင်ပြောဆိုခဲ့ပါတယ်။ဒီမိန်ကုန်းတစ်ခုလုံးဟာပြည်ရင်းမှာဝါရဖြန့်မှုအတွက်ပဲယူရတာဖြစ်ပါတယ်။ကောင်းဆောင်ကအီရန်ရဲ့တိုက်ခိုက်မှုကိုကြီးမားတဲ့အောင်ပွဲဖြစ်ပုံဖော်ပြီးအီရန်ဟာဘယ်တော့မှအရှုံးမပေးဘူးမကြောက်ဘူးဆိုတဲ့ပုံရိပ်ကိုပြည်သူတွေစီပုံဖော်နေတာပါ။ဒါပေမဲ့ဒီမိန်ခွန်းထဲမှာသူကအရေးကြီးတဲ့အချက်တစ်ချက်ကိုလုံးဝဖော်ပြခြင်းမရှိဘဲခြံလှပ်ထားခဲ့ပါတယ်။ အဲ့ဒါကတော့ American Scan ကိုမတိုက်ခိုက်ခင်မှာကြိုတင်သတိပေးခဲ့တယ်ဆိုတဲ့အချက်ပါပဲဒီလိုသတိပေးရတာကစစ်ပွဲကိုပုံမိုတိုးချဲ့ခြင်းနဲ့ဆန္ဒမရှိဘူးဆိုတော့တန်တမန်ရေးရအတိတ်ပဲတက်ရောက်ပါတယ်ဒါပေမဲ့ပြည်သူတွေကြားမှာတော့ဒီအချက်ဟာလုံးဝပျောက်ကွယ်နေခဲ့ပါတယ်အဲ့ဒီတိုက်ခိုက်မှုရဲ့အဓိကရည်ရွယ်ချက်ကပြည်သူတွေကိုစိတ်ဓာတ်မြင့်တင်ပေးဖို့နဲ့ပြင်ပကဘာကိုချင်းချောင်းနိုင်တဲ့စွမ်းရည်ရှိကြောင်းတင်ကေဒအနိုင်ရမှုတစ်ခုပြသဖို့ပဲဖြစ်ပါတယ်ဒီမိန်ကုန်းဟာအီရန်ပြည်သူတွေရဲ့စိတ်ဓာတ်ကိုမြင့်တင်ပေးဖို့နဲ့ ခေါင်းဆောင်မှုရဲ့အဆုံးအဖြတ်ကိုခိုင်မာကြောင်းပြသဖို့အတွက်အသုံးချခဲ့တာပါ။ဒါပေမဲ့အန်ဝေါ်စရာအကောင်းဆုံးပိုင်းကအမြင့်ဆုံးခေါင်းဆောင်ရဲ့မိန့်ခွန်းထုတ်လွှင့်ပြီးနိုင်ရီအနေငယ်ကြမှာဖြစ်ပေါ်လာတဲ့အရာပါ။အမြင့်ဆုံးခေါင်းဆောင်ရဲ့မိန့်ခွန်းကိုအီရန်ဆိုးရရုပ်သံမှာထုတ်လွှင့်ပြီးနောက်နိုင်ရီအနေငယ်ကြမှာအီရန်နိုင်ငံသားရေးဝန်ကြီးကအင်တာဗျူးတစ်ခုမှာအမေရိကန်ရဲ့တိုက်ခိုက်မှုတွေကြောင့်အီရန်နျူကလ িয়ার စခန်းတွေဟာဆူဆူရွရွပျက်စီးသွားခဲ့ကြအောင်အတည်ပြုခဲ့ပါတယ်။ဒါဟာအီရန်ကောင်းဆောင်ပြောဆိုခဲ့တဲ့အရာနဲ့လုံးဝဆန့်ကျင်ဘက်ပါပဲ။ တို့ရဲ့အင်တာဗျူးကိုနားထောင်ကြည့်ပြီးဒါကဘာကိုဆိုလိုသလဲဆိုတာကိုအသေးစိတ်လေ့လာကြည့်ရအောင်ပါအီရန်နိုင်ငံသားရဲ့ဝန်ကြီးအဘတ်စ်အာရာချီကနိုင်ငံပိုင်ရုပ်သံမှာပြောကြားခဲ့တဲ့မိန့်ခွန်းဟာအရေးပါတဲ့အပြောင်းအလဲတစ်ခုကိုဖော်ပြနေပါတယ်သူကအမြင့်ဆုံးကောင်းဆောင်ရဲ့ပြောဆိုချက်နဲ့ဆန့်ကျင်မဲ့ဖြစ်တဲ့နျူကလ িয়ার စခန်းတွေဟာကြီးမားတဲ့ထိခိုက်မှုတွေရှိခဲ့တယ်ဆိုတာကိုဝန်ခံခဲ့ပါတယ်ဒါအပြင် သူကနျူကလ িয়ার စောင့်ကြည့်ရေးဖွဲ့ IAEA က စစ်ဆေးရေးမှုတွေလာရောက်စစ်ဆေးမဲ့ကိစ္စကိုလည်းလွတ်တော်ရဲ့ဥပဒေအရဆုံးဖြတ်တင်တယ်လို့ထောက်ပြခဲ့ပါတယ်။အာရာချီကအီရန်နဲ့အမေရိကန်ကြားဆွေးနွေးဖို့အစီအစဉ်မရှိဘူးလို့လည်းထပ်လောင်းပြောဆိုခဲ့ပါတယ်။ဒီတော့တွင်မှာပဲအီရန်ရဲ့ Guardian Council ကကုလသမဂ္ဂနျူကလ িয়ার စောင့်ကြည့်ရေးအဖွဲ့ IAEA နဲ့ပူးပေါင်းဆောင်ရွက်မှုကိုပိတ်ပင်ဖို့အတွက်အတည်ပြုလိုက်ပါတယ်။ IAEA ရဲ့ညွန်ကြားရေးမှူးချုပ်ကဒီဆုံးဖြတ်ဒီဆုံးဖြတ်ချက်ဟာအီရန်ကိုနိုင်ငံတကာဥပဒေပေါင်းကနေဖယ်ထုတ်လိုက်တာနဲ့တူတယ်လို့ဝေဖန်ခဲ့ပါတယ်။ အရင်ကဆိုရင်အစိုးရအဖွဲ့တော်တော်များများကခေါင်းဆောင်ကိုထိခိုက်အောင်အများပြည်သူရှေ့မှာပြောဆိုတာမျိုးမရှိခဲ့ပါဘူးအခုနိုင်ငံသားရေးဝန်ကြီးရဲ့ပြောဆိုမှုကိုကြည့်မယ်ဆိုရင်အီရန်နိုင်ငံရေးဟာပြောင်းလဲလာမှုတစ်ခုဖြစ်လာနိုင်ပါတယ်ဆိုလိုတာကတော့အရင်ကလိုခန်းနာပြီးစစ်တိုက်မဲ့ဂျင်ညာချက်တွေအစားလက်တွေ့ကြကြအခြေအနေကို ပိုပြီးအလေးပေးတဲ့ခေါင်းဆောင်တွေပေါ်လာနိုင်တယ်ဆိုတဲ့သဘောပါပဲအီရန်နိုင်ငံရေးထဲမှာထင်ရှားတဲ့အမြင်မျိုးကွဲပြားနေပါတယ်တအုပ်စုကတော့အမြင့်ဆုံးကောင်းဆောင်ရဲ့သဘောထားအတိုင်း လုံးဝမကြောပြတ်သားတဲ့အမာကသမားတွေဖြစ်ပါတယ်။သူတို့ကအစ္စရေးဒါမှမဟုတ်အမေရိကန်ရဲ့တိုက်ခိုက်မှုတွေကြောင့်ဘလို့ပျက်စီးမှုမှမရှိဘူးလို့ညင်းဆိုထားပါတယ်။ဒီလိုညင်းဆိုရတာဟာသူတို့ရဲ့အာဏာကိုချုပ်ကင်ထားမှုအာမနေသွားအောင်နဲ့ပြည်သူတွေရှေ့မှာအားနည်းတဲ့ပုံမပေါ်စေချင်တဲ့အတွက်ဖြစ်ပါတယ်။သူတို့ရဲ့အမြင်ကတော့လုံးဝမညှမတာတုံ့ပြန်မှုနဲ့နိုင်ငံတကာဖိအားတွေကိုလှစ်လျူရှုဖို့ပါပဲ။နောက်တအုပ်စုကတော့နိုင်ငံသားကြီးဝင်ကြီးအဘတ်အာရာချီလိုမျိုးလက်တွေ့ကြကြတွေးခေါ်သူတွေပါ။ တရုတ်စုကတော့နျူကလ িয়ার စခန်းတွေဟာပျက်စီးမှုတွေရှိခဲ့တယ်ဆိုတာကိုပွန့်ပွန့်လင်းလင်းဝန်ခံခဲ့ပါတယ်။ဒီဝန်ခံချက်ဟာအလွန်အရေးကြီးပါတယ်။ဘာကြောင့်လဲဆိုတော့သူကတန်တမာရေးရဆွေးနွေးမှုလမ်းကြောင်းကိုဖွင့်ပေးဖို့ရည်ရွယ်နေလို့ပါ။နျူကလ িয়ার စခန်းတွေရဲ့ပျက်စီးဆုံးရှုံးမှုကိုအရင်အကဲဖြတ်ပြီးမှသာဆွေးနွေးညှိနှိုင်းမှုတွေလုပ်မယ်လို့သူကတွယ်ဝိုက်ပြောခဲ့ပါတယ်။ဒီလိုပြောတာဟာအီရန်ကဆွေးနွေးပွဲတွေအတွက်အဆင်သင့်ရှိနိုင်တယ်ဆိုတဲ့သဘောကိုပြသလိုက်တာပါပဲ ဒီလိုဝန်ခံမှုကနေအီရန်ဟာအမျက်ထုတ်နိုင်ပါတယ်။ပျက်စီးမှုတွေကိုဝန်ခံတာကနျူကလ িয়ার သဘောတူညီချက်အသင်းမှာရော့ကြေးရဖို့ဒါမှမဟုတ်ပိုကောင်းတဲ့စီကံချက်တွေရဖို့ကြိုးစားနိုင်ပါတယ်။ဘာပျက်စီးမှုမှမရှိဘူးလို့သာစက်ပြောနေမယ်ဆိုရင်ဒဏ်ခတ်ပိတ်ဆို့မှုရှော့ပေါ်ပေးတာမျိုးဒါမှမဟုတ်ဘီလီယံချီတဲ့ငွေကြေးကူညီရဖို့အခွင့်အရေးရှိမှာမဟုတ်ပါဘူး။ဒါဟာစည်ရဲကြက်တဲကိုနိုင်ငံရေးအသုံးချတဲ့တော်လှန်တဲ့ဗျူဟာတစ်ခုပါပဲ။ဒါပေမဲ့နိုင်ငံသားဝင်ကြီးကဒီလိုဝန်ခံချက်ကို အီရန်ကောင်းဆောင်ရဲ့မိန်ကွန်းနောက်နိုင်ပိုင်းကြမှာအစိုးရရုပ်တံကနေပြောဆိုခဲ့တာကအရေးကြီးဆုံးအချက်ပါပဲဒီလိုရဟာသူတို့အုပ်စုနှစ်စုကြားကအာနာလူဝဲတစ်ခုရဲ့လက္ခဏာဖြစ်နိုင်ပါတယ်အနာဂတ်မှာအီရန်ဟာဘယ်အုပ်စုကဩဇာပိုရှိမလဲဆိုတာကို ပြသဖို့သူတို့ချင်းချင်းပြိုင်ဆိုင်နေကြတာဖြစ်နိုင်ပါတယ်အခုထိခိုက်ပျက်စီးမှုတွေဘက်ကိုကြည့်လိုက်ရအောင်ပါဒါဟာအမေရိကန်မှာအတော်လေးကိုအငင်းပွားစရာဖြစ်နေတဲ့ကိစ္စတစ်ခုပါအဲဒီတိုက်ခိုက်မှုပြီးမှသမ္မတထရန့်က အမေရိကန်ရဲ့တိုက်ခိုက်မှုတွေဟာအီရန်နျူကလ িয়ার စခန်းတွေကိုလုံးဝပျက်စီးသွားသေးတယ်လို့ Twitter မှာတင်ခဲ့ပါတယ်။ဒီနေရာမှာပြဿနာဆပါပြီ။ဘလောက်ထိထိခိုက်ပျက်စီးသွားတယ်ဆိုတာကိုဘယ်သူမှတိတိကျကျမသိကြပါဘူး။ဒါပေမဲ့ပေါင်3000ရှိတဲ့ခံတက်ဖြတ်ပုံစက်နှလုံးကိုခြားခဲ့တာကြောင့်အဲ့ဒီနေရာဟာလုံးဝပျက်စီးသွားပြီလို့ယူဆနိုင်ပါတယ်။တိုက်ခိုက်မှုတစ်ခုဖြစ်ပွားပြီးတဲ့နောက်မှာထောင်လိုင်းအေဂျင်စီတွေရဲ့အလုပ်ကစတင်လာတော့တယ်။သူတို့ဟာဂျိုဒူပုံရိပ်တွေ အီလက်ထရောနစ်အချက်အလက်တွေနဲ့မြေပြင်ထောက်လှမ်းရေးကနေရရှိတဲ့အချက်အလက်အလုံးကိုအသုံးပြုပြီးပြည့်စည်မှုတွေကိုအသေးစိတ်အကဲဖြတ်ခဲ့ကြပါတယ်။ဒီအကဲဖြတ်မှုရဲ့အဓိကယူရချက်ကတော့ပြစ်မှတ်ဟာဘယ်လောက်ထိထိရောက်စွာပြည့်စည်ခဲ့လဲ။လိုအပ်ရင်ထပ်မံတိုက်ခိုက်ဖို့လိုအပ်သလားဆိုတာကိုဆုံးဖြတ်ဖို့ဖြစ်ပါတယ်။ပုံမှန်အားဖြင့်တိုက်ခိုက်ပြီးပြင်းနိုင်ရင်အနေငယ်ဒါမှမဟုတ်ရက်အနေငယ်တွင်မှာ restrike report လို့ခေါ်တဲ့ကနဦးအစီရင်ခံစာထွက်ပေါ်လာပါတယ်။ဒီအစီရင်ခံစာတွေဟာအလှည့်မြန်ထုတ်ပြန်ရတာကြောင့် ချက်လက်တွေဟာတိကျမှုနည်းပေမဲ့ဂျိုဒူပေါ်ရင်တွေနဲ့ရရှိနိုင်တဲ့အချက်လက်တွေပေါ်အခြေခံပြီးနျူကလ িয়ার စခန်းမှာဘာတွေဖြစ်ခဲ့လဲဆိုတဲ့အကြမ်းပြင်းအကဲဖြတ်ချက်ကိုပေးစွမ်းနိုင်ပါတယ်။ဒီရေးကြည့်တဲ့ကနဦးအစီရင်ခံတာတစ်ခုဟာမမျှော်လင့်မဲ့မီဒီယာစီပေါက်ကြားခဲ့ပါတယ်။ CNN သတင်းဌာနကပေါက်ကြားလာတဲ့အစီရင်ခံတာကိုရရှိပြီးစောင်းမတစ်ပုဒ်ထုတ်ဝေခဲ့ပါတယ်။ဒီစောင်းမမှာ CNN ကအစီရင်ခံတာရဲ့အဓိကကောက်ချက်ကိုအချင်းချုပ်ဖော်ပြခဲ့ပါတယ်။ အဲ့ဒီထဲမှာအမေရိကန်ရဲ့တိုက်ခိုက်မှုတွေဟာနျူကလ িয়ার စကန်ကို လုံးဝမဖျက်ဆီးနိုင်သေးတာမျိုးဖြစ်နိုင်ခြင်းရှိတယ်လို့ရေးသားခဲ့ပါတယ်။ဒါပေမဲ့ CNN ကဒီကောက်ချက်ဟာစိတ်ချရမှုနှဲပါသွားတယ်ဆိုတဲ့အရေးကြီးတဲ့သတိပေးချက်ကိုလည်းထည့်သွင်းဖော်ပြထားပါတယ်။ဒါပေမဲ့ New York Times သတင်းစာက CNN ရဲ့ဆောင်းပါးကိုဖတ်ပြီးသူတို့ရဲ့ကိုယ်ပိုင်စီရင်ခံစာကိုရေးသားတဲ့အခါမှာတော့စိတ်ချရမှုနှဲပါတယ်ဆိုတဲ့အပိုင်းကိုလုံးဝချန်လှပ်ထားခဲ့ပါတယ်။ သူတို့ကနျူကလ িয়ার စခန်းဟာလုံးဝမပြတ်စည်းခဲ့ဘူးလို့ရိုးရိုးလေးပဲဖော်ပြခဲ့ပါတယ်။ဒါကြောင့် TikTok, Instagram Reels နဲ့တူတဲ့လူမှုမီဒီယာကနေ သတင်းရယူတဲ့သူတွေအတွက်ပြဿနာဆခဲ့ပါတော့တယ်။ကောင်းသည့်ကိုပဲဖက်လက်ရှိတဲ့လူတွေဟာသူတို့ဖက်ချင်တဲ့အဖြတ်စကားအပြောဆုံးအပိုင်းကိုပဲဖက်ပြီးစခန်းတွေဟာပြတ်စည်းသွားလာမဖြစ်နိုင်ဘူးဆိုတဲ့သတင်းအမှားဟာတဟုန်ထိုးပြန့်နှံ့သွားခဲ့ပါတယ်။ဒါဟာမပြည့်စုံတဲ့သတင်းအချက်အလက်တွေကနေဘလို့ကြီးမားတဲ့သတင်းအမှားတွေဖြစ်လာနိုင်တယ်ဆိုတာကိုပြသနေပါရစေ။ ဒီလိုမပြည့်စုံတဲ့သတင်းတွေပြန့်နှံ့နေတာကိုတံပြန်မှုအတွက်ကာကွယ်ရေးဝန်ကြီးဌာနကမနေ့မနေ့ကသတင်းစာရှင်းလင်းပွဲတစ်ခုပြုလုပ်ခဲ့ပါတယ်။သူတို့ကတိုက်ခိုက်မှုပျက်စီးမှုအကြောင်းအသေးစိတ်မပြောခဲ့ပါဘူး။ဘာကြောင့်လဲဆိုတော့အကဲဖြတ်မှုအဆင့်ကမပြီးသေးလို့ပါ။ဒါပေမဲ့သူတို့ကဒီမစ်ရှင်ကိုဘယ်လိုစီစဉ်ခဲ့လဲ၊ဘယ်သူတွေပါဝင်ခဲ့လဲဆိုတဲ့စိတ်ဝင်စားစရာအချက်လက်တွေကိုမျှဝေခဲ့ပါတယ်။ဒါဟာသူတို့ပြည်သူကိုလျှို့ဝှက်ချက်အနေနဲ့ဖွင့်ဟပြလိုက်တာလည်းဖြစ်ပါတယ်။ ဒီစစ်စင်ရေးကြီးကိုအမြန်ဆုံးနဲ့အထီရောက်ဆုံးဖြစ်အောင်နှစ်ပေါင်းများစွာကြိုတင်ပြင်ဆင်မှုတွေပြုလုပ်ခဲ့ရပါတယ်။အထူးသဖြင့်ခန်တက်ဖြတ်ပုံ၊ဘန်ဂါဘက်စတာနဲ့နေရောက်ခန်တက်တွေကိုတိုက်ခတ်ရမှာအထူးကျွမ်းကျင်တဲ့ပညာရှင်နှစ်ဦးဟာ15နှစ်တိတိဒီစစ်စင်ရေးကိုအသေးစိတ်စီစဉ်ခဲ့တာပါ။သူတို့ရဲ့နာမည်တွေကိုတော့လုံခြုံရေးအရာထုတ်ဖော်ပြောဆိုခြင်းမရှိပါဘူး။ဒီစီမံချက်ရဲ့အစပြုမှုက2009ခုနှစ်မှာ Defense Threat Reduction Agency DDR ကအရာရှိတအူးကိုပြည်ဝက်တပ်ပုံတွေပြသခဲ့ရကနေစတင်ခဲ့တာပါအဲ့ဒီတပ်ပုံတွေထဲမှာအီရန်ရဲ့တောင်တန်းနေကြမှာလျှို့ဝှက်ဆောက်လုပ်နေတဲ့နေရာတစ်ခုကိုတွေ့ရှိခဲ့ရပါတယ်ဒီနေရာဟာနောက်ပိုင်းမှာအီရန်ရဲ့လျှို့ဝှက်နျူကလ িয়ার လက်နက်အစီအစဉ်ရဲ့အရေးပါတဲ့အစိတ်ပိုင်းဖြစ်တဲ့ Fordo Scan ဆိုတာကိုသိလာရပါတယ်အဲ့ဒီနောက်ပိုင်းမှာတော့အဲ့ဒီအရာရှိနဲ့သူ့ရဲ့အဖွဲ့ဝင်တဦးဟာ15နှစ်ကျော်ကြာအောင်ဒီဖော်ဒိုစကန်တစ်ခုတည်းကိုပဲအသေးစိတ် အာရုံစိုက်လည်လာခဲ့ပါဗျ။ သူတို့ဟာစခန်းရဲ့မြင်မျက်နှာပြင် ဖွဲ့စည်းပုံနေအောင်တူးဖုံမှုပုံစံစောက်လို့ရေလုပ်ငန်းစဉ်တွေပတ်ဝန်းကျင်ရာသီဥတုအခြေအနေစွန့်ပစ်ပစ္စည်းတွေနဲ့ဘူမိဗေဒဆိုင်ရာအချက်အလက်တွေပြင်လေဝင်လေထွက်စနစ်လျှက်စစ်စနစ်အပူချိန်ထိန်းချုပ်စနစ်နဲ့ဝင်ထွက်သွားလာတဲ့စက်ပစ္စည်းတွေအားလုံးကိုအသေးစိတ်စောင့်ကြည့်မှတ်တမ်းတင်ခဲ့ပါတယ်ဒီလိုနှစ်ပေါင်းများစွာအသေးစိတ်လေ့လာခဲ့တာကြောင့်သာဒီစစ်စင်ရေးကိုအောင်မြင်အောင်လှုပ်ဆောင်နိုင်ခဲ့တာဖြစ်ပါတယ်ဒီစစ်စင်ရေးကိုစီစဉ်သူနှစ်ဦးဟာ ူတို့ရဲ့ဘဝတစ်ခုလုံးကိုဒီပြစ်မှတ်အတွက်မြှုပ်နှံခဲ့ကြတာပါ။ညဘက်အိမ်မက်ထဲမှာရောအလုတ်သွားအလုတ်ပြန်လမ်းမှာပါဒီပြစ်မှတ်အကြောင်းပဲတွေးနေခဲ့ကြပါလေ။ပထမဆုံးရက်ကလေးကဒီမြေအောက်ခန္ဓာဟာဘလို့ငိမ့်ရတဲ့ရွယ်ချက်အတွက်မှမဟုတ်ဘူးဆိုတာကိုသူတို့ကောင်းကောင်းသိခဲ့ကြပါလေ။ဒါကိုသူတို့မိသားစုနဲ့တောင် ဆွေးနွေးခွင့်မရှိခဲ့ပဲလျှို့ဝှက်စွာကြိုးစားခဲ့ကြပါလေ။ဒီလိုကြိုးစားရင်းနဲ့သူတို့ဟာဒီပြစ်မှတ်ကိုထိရောက်စွာဖျက်ဆီးနိုင်မယ့်လက်နက်မျိုးအမေရိကန်မှာမရှိသေးဘူးဆိုတာကိုသဘောပေါက်ခဲ့ပါလေ။ ဒါကြောင့်သူတို့ဟာ GPU 57လို့ခေါ်တဲ့အင်အားကြီးမှတဲ့ခံတပ်ဖြတ်ပုံတစ်မျိုးကိုတီထွင်မှုစတင်ခဲ့ပါတယ်။ဒီပုံကိုအချိန်ချင်းခါခါစမ်းသပ်ခဲ့ကြပြီးလက်တွေ့နဲ့အလွန်နီးစပ်တဲ့ပြစ်မှတ်တွေပေါ်မှာစမ်းသပ်ပြစ်ခတ်မှုရာပေါင်းများစွာလုပ်ခဲ့ကြပါတယ်။ဒါဟာကျွန်တော်တို့နိုင်ငံကရွေးချယ်တဲ့အချိန်နဲ့နေရာမှာဒီပြစ်မှတ်ကိုဖျက်ဆီးနိုင်မှုအတွက်တခုရီးသောရည်ရွယ်ချက်နဲ့လုပ်ခဲ့တာပါ။သူတို့ရဲ့ဘဝတစ်လျှောက်လုံးကြိုးစားခဲ့တဲ့အလုပ်အတွက်အောင်မြင်မှုဟာ2025ခုနှစ်ဇွန်လမှာရောက်ရှိလာခဲ့ပါတယ်။ 15နှစ်ကျော်စီစဉ်ခဲ့ပြီးတဲ့နောက်မှာ American သမ္မတရဲ့အမိန့်နဲ့ B2 တပ်ဖွဲ့ဟာဒီပြစ်မှတ်ကိုတိုက်ခိုက်ဖျက်ဆီးဖို့ထွက်ခွာသွားခဲ့ပါတယ်။ဒီရာရှိနှစ်ဦးနဲ့အတူရှိခွင့်ရတဲ့အတွက်ဂုံယူမိကြောင်းသူတို့လိုထူးကျွန်တဲ့အဖွဲ့ရဲ့တစိတ်တပိုင်းဖြစ်ခွင့်ရတဲ့အတွက်ဂုံယူကြောင်းစီစဉ်သူတို့ကပြောပြခဲ့ပါတယ်။ဒီအောင်မြင်မှုဟာလင်းရဲမှုတန်းတွေစီဖြည့်လင်းရဲမှုတန်းတွေနဲ့လက်နက်တိဆောက်သူတွေအားလုံးရဲ့စွမ်းဆောင်မှုကြောင့်ဖြစ်ပါတယ်။ဒီစစ်စင်ရေးကို Operation Midnight Hammer လို့နာမည်ပေးထားပါတယ်။ ဒီဆက်စင်ရင်းနဲ့ပတ်သက်ပြီးသတင်းစာရှင်းလင်းပွဲမှာနောက်ထပ်စိတ်ဝင်စားစရာတစ်ခုသိခဲ့ရပါတယ်အဲ့ဒါကတော့ဂျိုဒူပုံရိပ်တွေကိုအစပိုင်းမှာခွဲချမ်းစိတ်ဖြာတာမှားယွင်းခဲ့တယ်ဆိုတာပါပဲ။တိုက်ခိုက်ပြီးရက်အနေငယ်ကြာမှာပေါ်လာတဲ့ပုံတွေမှာအပေါက်၃ခုစီပါတဲ့အစုဝေး၂ခုကို တွေ့ရပြီးဒါရီဟာဘုံဝင်သွားတဲ့နေရာတွေလို့ထင်ခဲ့ကြပါတယ်။ဒါပေမဲ့တကယ်တမ်းမှာတော့ဒါရီဟာအီရန်ရဲ့လေဝင်လေထွက်ပိုက်ပေးတာဖြစ်ပါတယ်။အီရန်တွေကဒီလေဝင်လေထွက်ပိုက်တွေဟာမြေအောက်ပေ300အောက်မှာရှိတဲ့သူတို့ရဲ့နျူကလ িয়ার စခန်းတွက် အကြီးမားဆုံးအားနည်းချက်ဖြစ်တယ်ဆိုတာကိုသိထားပါတယ်။ဒါကြောင့်တိုက်ခိုက်မှုမဖြစ်ခင်မှာဒီပိုက်တွေကိုကွန်ကရစ်အဖုံနဲ့အုပ်ထားခဲ့ပါတယ်။ဘီဒူးလေရင်တွေကပထမဆုံး MOB ဘုံးတလုံးပစ်ချခဲ့တာကအဖုံးကိုဖယ်ရှားဖို့အရည်ရွယ်တာပါ။အဖုံးပြုတ်သွားမှ MOB ဘုံး၅လုံးကအချင်း3မီတာလောက်ပဲရှိတဲ့လေဝင်လေထွက်ပိုက်ရဲ့အလဲပဟိုတွေကိုဓာတ်ရိုက်ဝင်ရောက်ပြီးအဓိကစခန်းကိုထိမှန်ခဲ့တာပါ။ပေ9000မြင်းကနေဒီလိုတိကျသွားပြင့်မှတ်ထားနိုင်တာဟာတကယ်ကိုအထင်ကြီးပြပါ။ ်လက်ရှိချိန်ထိတိုက်ခိုက်မှုပျက်စီးမှုအကဲဖြတ်ခြင်းနဲ့ပတ်သက်ပြီးကျွန်တော်တို့သိရှိထားတာက နောက်ဆုံးအစီရင်ခံစာမဟုတ်သေးပါဘူးအမေရိကန်ထောင်လိုင်းရေးကနောက်ဆုံးအစီရင်ခံစာရရှိမှထုတ်ပြန်ပါလိမ့်မယ်ဒါပေမဲ့အစ္စရေးထောင်လိုင်းရေးရဲ့အဆိုအရတော့စခန်းဟာလုံးဝပျက်စီးသွားပါပြီဒီခွဲကြမ်းစိတ်ပြချက်ဟာလည်းတိုက်ခိုက်မှုကိုအပြည့်အဝအကဲဖြတ်ဖို့အချိန်ယူရတယ်ဆိုတဲ့သတိပေးချက်နဲ့အတူထွက်လာခဲ့တာပါဒီအခြေအနေရအားလုံးကိုကြည့်လိုက်မယ်ဆိုရင်အီရန်နိုင်ငံရေးမှာအရေးပါတဲ့အပြောင်းအလဲတွေဖြစ်ပေါ်လာနေတာကိုတွေ့ရပါတယ် ရင်ကဆိုရင်ဘသူမှမပြောရတဲ့ခေါင်းဆောင်ရဲ့စကားကိုနိုင်ငံသားရေးဝန်ကြီးကဓာတ်ရိုက်ဆန့်ကျင်ပြီးပျက်စီးဆုံးရှုံးမှုကိုဝန်ခံတာဟာအီရန်ရဲ့နိုင်ငံရေးကောင်းဆောင်ပိုင်းမှာအကွဲအပြဲတွေရှိနေကြောင်းရှင်းရှင်းလင်းလင်းပြသနေပါဗျ။ဒါဟာအာနာလူဝဲတရရဲ့လက္ခဏာဖြစ်နိုင်တယ်လို့လက်တွေ့သမားတွေအာနာပိုရလာတာမျိုးလည်းဖြစ်နိုင်ပါတယ်။တစ်ချိန်တည်းမှာပဲအီရန်နျူကလ িয়ার စခန်းတိုက်ခိုက်မှုရဲ့နောက်ဝက်ကအချက်လက်တွေဟာလည်းအံ့ဩစရာပါ။ ဒီဆက်စင်ရေးကိုနှစ်ပေါင်း15နှစ်ကြာတိတ်တဆိတ်စီစဉ်ခဲ့တဲ့ကျွမ်းကျင်သူတွေရဲ့ဇွဲလုံလကိုချီးကျူးရမှာပါသူတို့ဟာဒီပစ်မှတ်ကိုတိုက်ခိုက်ဖို့အတွက် GPU 57လိုမျိုးအထူးလက်မှတ်ကိုတီထွင်ခဲ့ရုံသာမကပေ9000အမြင့်ကနေအချင်း3မီတာရှိတဲ့လေဝင်လေထွက်ပိုက်ထဲကိုတိတိကျကျဘုံချနိုင်တဲ့ဤပညာပိုင်းဆိုင်ရာစွမ်းဆောင်ရည်ကလည်းအံ့မခံပါပဲဒီလိုရှုပ်ထွေးတဲ့အချိန်တွေမှာသတင်းအမှားတွေပြန့်နှံ့နေတာကိုလည်းသတိထားဖို့လိုပါတယ်မပြည့်စုံတဲ့သတင်းတွေခေါင်းစဉ်ပဲဖတ်ပြီးကောက်ချက်ချတာတွေကြောင့် နျူကလ িয়ার စခန်းမပြတ်စည်းဘူးဆိုတဲ့သတင်းမှားတွေပေါ်ပေါက်ခဲ့ပါတယ်။ဒါပေမဲ့လက်ရှိချိန်ထိရရှိထားတဲ့အချက်လက်တွေနဲ့အီရန်နိုင်ငံသားရေးဝန်ကြီးရဲ့ဝန်ခံချက်အရစခန်းဟာဆိုးဆိုးရွားရွားပြတ်စည်းခဲ့ပြီဆိုတာပုံမူခိုင်မာလာနေပါတယ်။ဒါဆိုရင်အီရန်အတွက်နောက်တစ်ဆင့်ကဘာဖြစ်မလဲ။ဒီအကွဲပြဲတွေကဘယ်လိုအဆုံးသတ်မလဲ။နျူကလ িয়ার သဘောတူညီချက်အသေးအတွက်ဆွေးနွေးပွဲတွေတကယ်ဖြစ်လာမလား။နောက်ဆုံးထောက်လှမ်းရေးအစီရင်ခံစာထွက်လာတဲ့အခါ ဘယ်လိုအခြေအနေတွေထပ်မံပေါ်ပေါက်လာမလဲဆိုတာကိုစောင့်ကြည့်သွားဖို့လိုပါတယ်။ဒီအရေးကြီးတဲ့အပြောင်းအလဲတွေကိုလက်မလွတ်တမ်းသိရှိနိုင်ဖို့ကျွန်တော်တို့ရဲ့နောက်ထပ်သတင်းအချက်အလက်တွေကိုလည်းစောင့်မျှော်ကြည့်ရှုအားပေးကြပါဦးခင်ဗျာ။အားလုံးကိုကျေးဇူးတင်ပါတယ်။